ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကောပြည့်တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ အာဆနယ်အသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့ဒူအားစားကလောင်ရှင်ဖြစ်တဲ့ကိုရင်ကသုံးသက်ပြောဆိုပြီးတော့မှပဲဖြစ်ပါတယ်ခင်ဗျာကိုရင်မင်္ဂလာပါဗျမင်္ဂလာပါဦးရင်ဟုတ်ပါဟိုအာဆနယ်အသင်းကတော့အခုချိန်မှာတော့ဒါပြည်သက်တွေကတကယ်ကိုအားမလိုအောင်ဖြစ်နေရပေါ့လीဘာလို့ဆိုတော့သူတို့ရဲ့လိုတဲ့ဒီတိုက်စစ်ပိုင်းကိုမဖြေဘဲနဲ့ဒီခံစစ်နေရတွေကိုင်းလည်နေရတွေလည်းဒါစတိုက်ဒီခုံမှုတွေလုံနေတာဆိုတော့အရင်ဆုံးဒါကိုရရင်ကဒီအာဆနယ်အသင်းရဲ့အပြောင်းအရွှေ့အမြင်အပေါ်အပြောင်းအရွှေ့အပေါ်ပေါ့ဒါညာကိုရရင်အမြင်နဲ့အရင်ဆုံးစပြောပြပါဦးမြတ်ဟိုမဝဲသေးတဲ့ဘောတော့ အမလို့အားမရဖြစ်မယ်ဆိုတော့ဖြစ်ချင်စရာပေါ့ဘာကြောင့်လဲဆိုတော့လက်ရှိမှာဒီထေသီးပြိုင်ပွဲဖြစ်တဲ့ Liverpool ကဆိုရင်ဒီအပြောင်းရွှေ့ဈေးကွက်မှာတုံးတာပေါင်တန်းနေရကြောပါပေါ့နော်ဒါပြီးခဲ့တဲ့တနေ့ကြောခေါ်ထားတဲ့ Mama Dash Chevrolet ဒီ Valencia ကိုအငားချထားတဲ့ကိုသမားအပါဝင်ဒီဒီကိုသမားတို့တုံးတာပေါင်တန်း20ကျော်လောက်ဖြစ်မှထင်တယ်အဲ့ဒါပါဝင်ဒါ Liverpool ကဆိုရင်ပေါင်တန်း200ကျော်ထိတုံးထားပြီးပြီးနောက်တဲ့ Manchester City ကဆိုရင်လည်းဒါကစားသမားတွေ3ယောက်ကိုဒါ တပတ်၁၀ရက်လောက်ပဲတပတ်၁၀ရက်လောက်ပဲချပြီးမှဇန်နဝါရီ၃ရက်ကိုစတိုက်ခေါ်တာတယ်ဇန်နဝါရီဈေးကွက်နဲ့ပေါင်းလိုက်မယ်ဆိုရင်ဒါမန်ချက်စတာ sorry ဒါမန်ချက်စတာစီးတီးအသင်းရဲ့ငွေသုံးဆွဲထားတဲ့ပမာဏကလည်းတကယ်ကိုထိတ်တန့်စစ်မှရှိတယ်ဒီချိန်လေးမှာအဲ့ဒါအာဆင်နယ်ကအားလုံးလည်းတည်ရတယ်ပဲပြီးခဲ့တဲ့ရာသီကအာဆင်နယ်မှာပရီးမီးယားလိဂ်တရာသီအတွင်း twin goal က၁၀ goal တောင်မပြည့်ခဲ့ဘူးဂိုင်းဖက်က၉ goal နဲ့ဒါအများဆုံးဖြစ်ခဲ့တယ်ဒီလိုမျိုးပရီးမီးယားလိဂ်တရာသီအတွင်းမှာ ဒါ twin goal ဒီ double finger ပေါ့လေ second half မရှိတာဆိုရင်ဒါလေအာဆင်နယ်ရဲ့တမိုင်းမှာနှစ်ပေါင်း100ကျော်တွင်ဒါပထမဆုံးအချိန်ပဲဖြစ်တယ်အဲ့လိုတိုက်စစ်အားနဲ့တောင်တည်တည်နဲ့တိုက်စစ်မူမခေါ်သေးသေးမခေါ်သေးတဲ့ပေါ်အဝေဖန်မယ်ဆိုရင်လည်းဒါဝေဖန်စရာပါပဲဒါပေမဲ့တစ်ဖက်မှာတော့ဒီအာဆင်နယ်ရဲ့အာကစားဒါရိုက်တာဘာတာပေါ့ဝင်အာဆင်နယ်နီးပြမိုက်ကယ်အာတီတာဝဒီတခြားအာဆင်နယ်အသင်းရဲ့ဒီ scouting တာဝန်ရှိပြီးတော့ဒီဒီပုံကိုယ်ဒီအားလုံးကတော့တိုက်စစ်မှုတွေခေါ်ဖို့ရောတခြားဒီလှုပ်ရှားရှိတာတွေပေါ့လှုပ်ဆောင်နေရဆိုတော့ ဟိုသတင်းတွေမှာလည်းအခုဒါမြင်ရမယ်ထင်ပါတယ်ကြာလုံးလည်းကြားရမယ်ထင်ပါတယ်ဒီဟုတ်ကဲ့ပါဒါအာဆင်နယ်အသင်းကတကယ်တော့တေချာပြန်ကြည့်လိုက်မယ်ဆိုတော့ဒီကန်ဆယ်ပိုင်းဘက်ကတကယ်တော့မလိုဘူးလို့တော့ကျွန်တော်တို့ယူဆချင်တယ်ပေါ့လေဘာဖြစ်ဒါဒီပြည်သက်ရှုတော့အနေနဲ့ရပေါ့ဘာဖြစ်လို့ဆိုတော့ဒီနောက်ဆုံး200သည်အတွင်းမှာဒီအာဆင်နယ်အသင်းရဲ့ဒီခန်းဆက်ကဒါပရီးမီးယားလိမှာဒါအကောင်းဆုံးစာရင်းဝင်တဲ့ခန်းဆက်လို့ပြောလို့ရတယ်လက်ရှိမှာလည်းဒါသူ့ဟာနဲ့သူဘယ်လိုပြောမလဲဒီဘန်ဝှိုက်တို့ဟိုတင်ပါတို့နောက်ပြီးတော့ဒီဖိခဲ့တဲ့ရာသီကခေါ်ရတဲ့ဒီကလာဖီယိုကြီးတို့ဒီကစားသမားတွေက အမှန်တမ်းပြောရမယ်ဆိုရင်ဒါခန်းစစ်မှာနေရာဆုံးကစားသမားနဲ့ကစားသမားမျိုးတွေလည်းဖြစ်တယ်ဆိုတော့လက်ရှိမှာအာဆင်နယ်တင်းကဒီဘရန်စလီယာကဒီလူငယ်ခန်းစစ်ကစားသမားလေးတစ်ယောက်ကိုလည်းလိုက်ငါဆိုတော့ဟုတ်ကဲ့ဟိုလိုက်ပြီးကန်းလန်းနေတာဆိုတော့ဒီအဝါအာတီတာအတွက်ပေါ့လေတကယ်တော့ तू ကဒီခန်းစစ်ကိုပဲအရင်အားပြုနေတယ်လို့ရောမထင်ဘူးကသူ့ရဲ့ကစားဟန်ကမဟုတ်ဘူးဟိုရင်အဲ့ဒါကပြီးခဲ့တဲ့ရာသီကအာဆင်နယ်မှာဒီပြဿနာရှိခဲ့တယ်ဟုတ်ကဲ့ဟိုကွင်းလယ်မှာကြည့်လိုက်မယ်ဆိုရင်ဟို မလိုအပ်ဘူးလို့ထင်နေရတဲ့ကစားမပေါ့နော်ဒါစမီရိုစမီရိုကတော့မလိုအပ်ဘူးဆိုတဲ့ဆိုင်ကစားမကိုတိုင်ကိုပွဲချင်းမိနစ်ပိုများများရကျင်တဲ့အတွက်ဒါအသင်းပြောင်းမှုတောင်းဆိုထားရလည်းဖြစ်နိုင်တယ်ပြောချင်တာဒါစမီရိုလို့ကစားမရောင်းလိုက်တယ်ဒေါက်တာဖလာရီယိုဗီယရာလို့ကစားမဆက်ပြောမှအငါချတယ်နောက်တော့ဒါအသင်းကနေထွက်သွားတဲ့ကစားမအန်ကီတီရဲ့လို့ကစားမရှိတယ်ဒီကစားမကြီးကြီးလိုက်မယ်ဆိုရင်ဒါပြီးခဲ့တဲ့2024 25ရာသီမဟုတ်ဘူး2023-24ရာသီကနေရှင်ကြီးလိုက်မယ်ဆိုရင်စမီရိုလို့အန်ကီတီရဲ့လို့ဒီဒီကစားမတွေရဲ့အရေးပေါ်မှုက ဟိုအရင်ကြီးမတိတာခင်ဟုတ်ကဲ့မတိတာတဲ့အချိန်မှာသူတို့ထုံရောက်လိုက်တယ်ထုံရောက်လိုက်တဲ့အတွက်ဒီအပြောင်းရွှေ့မှာဆိုရင်လည်းဒါ surplus ပေါ့နော်အတင်းအပေါင်းပေါ်ခဲ့တာရှိတယ်အတုံးစေးကအဲ့လောက်တိမများခဲ့ဘူးဟို BSR rule နဲ့လည်းပြန်ကားမိအောင်သူတို့လုပ်နိုင်ခဲ့တာမှန်တယ်ဒါပေမဲ့2024 25ရာသီမှာပြန်ကြည့်လိုက်တော့ Arsenal ဟာအဲ့ပြဿနာအဲ့ဒီ Smith Rowe တို့ Ankitie တို့ဒီကစားမကြီးမရှိတဲ့နောက်ဆက်တွဲကိုကောင်းကောင်းခံလိုက်ရတယ်ဟိုမှာ Odiga ဒီဇင်ဘာပွဲကြကာလလောက်မှာတန်ရရတယ်နောက်တစ်ဒီ Saka တကယ်ဟိုတံပူတင်ရမဲ့ကာလမျိုးမှာဒါစကာတန်ရပါတယ်ဖေဖော်ဝါရီလမှာဂန်ဖတ်တန်ရတယ်နောက်တော့ဂါဗရီယယ်ဂျေဆုတန်ရတယ်အဲ့ဒီအခြေအနေမျိုးမှာဒါလည်းဒါစမစ်ရိုးတို့နောက်တော့ဒီအန်ကီတီရဲ့လို့ဒီကစားသမားတွေရှိခဲ့မယ်ဆိုရင်အစင်းနေရာမိနစ်3-5လောက်ထိဟိုဘယ်လိုပြောမလဲရုပ်ပြည့်စင်ပြည့်မဖြစ်ဘူးပေါ့နော်ရလာအပြင်ရုပ်ပြည့်စင်ပြည့်ဖြစ်တာမဖြစ်တာကိုပြောကြတယ်အကိုပြောနေတာပေါ့ကစားသမားတုံးမှုကတော်တော်ကြီးကိုရုပ်ပြည့်စင်ပြည့်ဖြစ်သွားတာမသိရင်မဲဒီလူငယ်တင်းက ဟို academy ထွက်ကစားမလေးတွေကိုခေါ်ပြီးတော့မှသုံးရမယ်အနေထားတကယ်လဲသုံးသုံးလိုက်ရတဲ့အခိုက်အတန့်တွေရှိပါတယ်ပြောချင်တာအဲ့အမျိုးပြဿနာမျိုးဒါ arsenal မှာရှိခဲ့တယ်အဲ့ဒီအမျိုးမဖြစ်အောင်လို့ဟိုလက်ရှိဒီ stat တွေအရတော့ arsenal ရဲ့ခံစစ်ကနောက်ဆုံးနေရာဒီအတွင်းမှာဆိုရင်ဟိုပြောခဲ့သလိုပဲတကယ်ကိုပေးကူအနည်းဆုံးထဲမှာပါခဲ့တာမှန်တယ်ဒါပေမဲ့ဒဏ်ရာပြဿနာတွေထပ်ပြောမှာ cover ဖြစ်အောင်ဒါ moskira ဆိုရင်တည်ကြတယ်ဒီကစားမပွဲချင်းမိနစ်နည်းရင်လည်းဘာပြဿနာမှရှာမယ်ကစားမမဟုတ်ဘူးအသက်ကလည်းဒီ20နှစ်ပဲရှိသေးတယ် Spain U21 က အရက်မောင်းလည်းကောင်းတယ်ဒါအရက်မောင်းကောင်းတာကတော့အာတီတာဒီနောက်ပိုင်းဦးစားပေးလာတဲ့ဒါပြည့်မဲ့ဖြစ်မဲ့ထင်ပါတယ်အဲ့အတွက်ခန်းစစ်ကစားမားတွေခေါ်ဖို့လုပ်တယ်ဆိုတဲ့နေရာမှာတော့ခန်းစစ်အပြင်တော့စတက်တီအပြင်တော့အာဆင်နယ်ရဲ့ခန်းစစ်လိုဝါနှောင်းကနောက်ဆုံးနေရာဒီပြည့်မှာတော်တော်လေးကောင်းခဲ့တာမြင်တယ်ဒါပေမဲ့ဒါရန်ပြဿနာတွေနောက်ထပ်အသင်းကနေထွက်မဲ့ကစားမားရှိတယ်စင်ချန်ကိုထွက်မဲ့ဒါစင်ချန်ကိုထွက်မဲ့နောက်ဘူးကဒါတီယာနေထွက်သွားပြီစင်ချန်ကိုလည်းထွက်ဖို့ရှိတယ်နောက်ထပ်တူမီယာစုတို့လည်းထွက်ကောင်းထွက်နိုင်တယ်အဲ့တော့ ဒီခန်းစင်းတွေကနေဟိုမှာလစာများတဲ့ကစားမတချို့ဝေးလျှော့မဲ့အိမ်ထားမှာနောက်ထပ်ခန်းစင်းကစားမတတချို့ကတော့ထပ်ပြီးတော့မှခေါ်ရမှာတော့တည်ကြတယ်ဒါလေးကပါလေအခုဟိုပြောခဲ့သလိုပေါ့နော်မိနစ်တုန်းကဒီ MTD ရဲ့တို့ Smith Row တို့မရှိတဲ့အခြေအနေနဲ့တွားပြီးတော့မှနိုင်ရှင်လိုက်မျိုးဆိုဒီကစားမတွေရဲ့တန်ဖိုးပို့ပြီးတော့မှတိလာမဲ့ပုံစံမျိုးပေါ့လေဒီအတွက်ကပါလုတ်ထားတယ်လို့အခုကတော့ယူဆတယ်ဟုတ်ကဲ့ပါအခုဆိုရင်ဒါ brand for one နေဒါခေါ်လိုက်တဲ့ဒါ christian nogat ပေါ့လေ christian christian nogat ဆိုရင်ဒါကျွန်တော်တို့သူ့ရဲ့ကစားဟန်းကကြီးလိုက်မျိုးဆိုရင်သူက ဒီခံစက်ကိုအရန်ကိုကာပါပေးနိုင်တယ်ဘာမှမလုပ်လဲဖြစ်တယ်ဒါပေမဲ့လက်ရှိအာဆင်နယ်ရဲ့လက်ရှိဒီကွင်းလယ်အစုဖွဲ့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဟိုခံစက်ကိုအရန်ကိုကာပါလုံးနိုင်တဲ့ကစားသမားကိုဆိုရင်ဒါဇူဘာမင်လည်းရောက်လာပြီခရစ်စတီယန်နော့ဂတ်လည်းရှိတယ်နောက်ပြီးတော့ဒီဒီကန်ရိုက်ကလည်းအိတ်တောင်ဝင်ယူနိုင်တယ်ပေါ့လေယူနိုင်တယ်ဆိုတော့အဲ့မှာနေဒါဒီခန်းစစ်ပိုင်းတို့ကဒီအရန်ကာပါပေးတဲ့ကစားသမားမျိုးကအဲ့မှာ ਨੇ ၃ရောင်လောက်ဖြစ်နေပြီတကယ်တော့ဒီတိုက်စစ်ပိုင်းတို့ကဒီဘယ်လိုပြောမလဲဒီ creative ဟိုအပိုင်းကိုအရန်ကိုဟိုပြောပြောမလဲဒီ pass တွေပေါ့လေအဲ့လိုမျိုးထွက်တာကဒီလက်ရှိ Arsenal ကွင်းလမှာဟိုဒီကတ်တယောက်လောက်ပဲရှိတာဆိုတော့ဒီ Christian Knockout ကိုဒီခေါ်လိုက်တဲ့အပေါ်မှာတော့ဒါအကိုကဘယ်လိုမြင်လဲမသိဘူးဗျာဒီကတော့အခုပါတီလဲထွက်သွားပြီဟုတ်ကဲ့ပါတီလဲပါတီထွက်ပြီးတော့မှဟိုအကိုတင်တယ်ရက်ပိုင်းတော်မဟုတ်နိုင်ပိုင်းအကြာမှာပဲလင်းလားမသိဘူးဒီ Knockout ရဲ့တင်ကထပ်ဆင်ပြီးတက်လာပထမစတက်လာတော့ဟို live live နေတယ်ဆိုတဲ့တင်ပေါ့လေအဲ့မဲ့တိတ်မကြဘူး agreement personal agreement ပြသွားပြီဆိုတဲ့တင်နောက်တဲ့ ထပ်ပြီးမှကြားရတဲ့တင်ကကလပ်နှစ်တင်းကြားဒီပြောင်းရွှေ့ကြီးသဘောတူညီမှုရပါဆိုတဲ့တင်ဆက်တိုက်ကိုတက်လာဆိုတော့ဒီကြပါတီထွက်သွားတယ်နောက်တော့ဂျော်ဂျီညိုထွက်သွားတယ်အဲ့ဒီတော့ပထမတော့ဒီအာဆင်နယ်ရဲ့ဒီကိုယ်လက်ခံစစ်လောအောင်တော့မဆိုးရွေးချယ်စရာများတယ်လို့ပြောလို့ရပါမယ်နှစ်ယောက်ထွက်သွားတဲ့အတွက်ဒီနှစ်ယောက်ကိုတော့အစားထိုးရမယ့်နေရာရှိတယ်အမနော်ကတ်ကိုခေါ်လိုက်တယ်ဆိုတဲ့အမှာလေခေါ်ဖို့လှုပ်ထားတာပေါ့လေလောလောဆယ်အခုတော့ဒါပြောနေတဲ့ချိန်ကြီးကတော့အာဆင်နယ်က ဂျာစီကိုင်းတဲ့ကစားမတယောက်မှမရှိဘူးဆူပီမန်ဒီလည်းဒါဂျာစီမကိုင်းသေးဘူးဒီနော်ကတ်လည်းဂျာစီမကိုင်းသေးဘူးကီပါကတော့ကီပါတော့ဂျာစီမကိုင်းသေးဘူးအလုံးအလုံးစုံပြီးသွားပြီလို့ဒါအခုတို့နားလည်ထားပေးမယ်ဂျာစီကိုင်းတဲ့အဆင့်မြောက်သေးဘူးမော့စကီယာလည်းဒီလိုပဲမော့စကီယာလည်း agreement ဖြစ်ထားပြီးပြီဒါပေမဲ့အပီးတက်ရတဲ့အဆင့်တော့မြောက်သေးဘူးပေါ့လေကစားမတယောက်မှတော့ဒါဂျာစီကိုင်းတဲ့အဆင့်တော့မြောက်သေးဘူးဒီနေရာမှာနော်ကတ်ကိုခေါ်ဖို့အာဆင်နယ်သဘောတူညီမှုယူထားတယ်ဆိုတဲ့အဆင့်အနေထားကလည်းအရန်အင်အားတောင်းနေမှု တွက်လိုအပ်တယ်လို့ကိုကတော့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်ကဒဏ်ဟာပြဿနာတော်တော်ကြီးကိုကြီးကြီးမားမားဖြစ်ခဲ့တယ်။နောက်တစ်ချက်ကကျတော့ကွင်းလယ်ခန်းစစ်မှာအဓိကအားကိုးရတဲ့ဂျော်ဂျင်းညိုတို့ပါတီတို့အတွေ့အကြုံရရောဟိုကစားအားရရောအားကိုးမယ်ဆိုအားကိုးရတဲ့အနေအထားရှိရဲကစားသမားတွေလက်လို့ရတဲ့အတွက်ဒီနော့ကတ်ကိုခေါ်ရလဲခေါ်သိမ်းခေါ်လိုက်တဲ့ဒီဘယ်လိုပြောမလဲအပြောင်းရွှေ့တစ်ခုလို့အကိုကတော့မြင်နေတယ်။ဟုတ်ကဲ့ပါဒါအသေးချာပြန်ဆန်းလာခြင်းဒါ Christian Nogat ကတော့ပြီးခဲ့တဲ့ရာသီဒါ Brand 4မှာသူက ီပြောမယ်ဆိုလို့ရှိရင်တော့ဒီအာဆနယ်သင်းရဲ့ဒီစက်ပိနီးပြပေါ့လေဒီနီကိုလက်ဂျိုဘာအကြိုက်ကစားသမားလို့တော့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီကကြည့်လိုက်မယ်ဒီ Brandford ဘောကြီးကြည့်လိုက်မယ်ဆိုရင်ဒါ Christian Norgat ကဒီ area တဲ့ကိုဒါအဝေးဘောပေါ့လေဒီလူပြောမလဲလက်ပြဘောပြစ်နိုင်တဲ့ကစားသမားမျိုးလည်းဖြစ်တယ်နောက်ပြီးတော့ဒီကိုအသင်းကဒီဘယ်လိုပြောမလဲဒီဟိုတောင်းငံမပေးရဘူးဆိုလို့ရှိရင်ဒါ Christian Norgat ကဒီ6ไก่စီးထဲမှာဟိုရှေ့ဆုံးကနေပေါ့ဒီခုခံကာကွယ်တဲ့ ကစားသမားတယောက်လည်းဖြစ်ဖြစ် defending လည်းကောင်းတော့ service defending လည်းကောင်းလာဆိုတော့ဒီအရာလေးကဒါ Nicolas Jo Jova ရဲ့ဘယ်လိုပြောမလဲဒီဟိုသူ့ရဲ့ recommending လည်းဒါပါကောင်းလည်းပါနိုင်တယ်ပေါ့လေဒါပေမဲ့လက်ရှိမှာဒါ Arsenal အသင်းကအခုဒါတိုက်စစ်တွေလည်းဒါပြောရမယ်ဆိုရင်တော့ဒီအရန်မုန်းကောင်းကောင်းနဲ့ဒီ number 9စစ်စစ်ကစားသမားမျိုးလည်းဟိုဘယ်လိုပြောမလဲ line line နေတာဆိုတော့ဒီ Arsenal အနေနဲ့လက်ရှိမှာ ဒီဘလူးကအခုလာမယ့်ရာသီမှာပေါ့လေဒီအာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းကဒီအမြင်ဘောတွေနဲ့ဟိုအားပြုပြီးကစားနိုင်လောက်အနေထားမျိုးလည်းရှိကြရဆိုတော့ဒီအာဆင်နယ်အသင်းရဲ့တိုက်စစ်အခြေအနေရောဒီလာမယ့်ရာသီမှာဘလူးအနေထားမျိုးဖြစ်လာနိုင်လဲဟုတ်အာဆင်နယ်ကဟိုလက်ရှိမှာတော့ပရိသတ်တွေအားမလို့အားမရဖြစ်နေဆိုတော့လေဒီချက်ဟုတ်ကဲ့တိုက်စစ်မှုခေါ်မယ့်အနေထားမှာဟိုအားလုံးသိရတယ်မဲ့လိုက်နေတာကတော့ဆက်စကိုလိုက်နေတယ်နောက်တဲ့ဒီယော့ခရက်စ်ကိုလိုက်နေတဲ့တရင်ကြီးရှိတယ်ဒါပေမဲ့နောက်ဆုံးကတော့ ဟိုသဘောတူညီမှုရတဲ့အဆင့်ဒီပါအထိကိုမရောက်သေးမရောက်လာသေးတဲ့အတွက်လည်းအာဆင်နယ်ဖန်တွေတိတ်ပြောမှအားမလို့အားမရဖြစ်နေတာပေါ့နော်ဒါပေမဲ့တေချာတို့ကတော့ဒီနှစ်ယောက်စလုံးကိုလိုက်နေရပြင်အခုလို့ဒါမမြင်နိုင်တဲ့တခြားတော့ target တွေလည်းရှိမှာပဲတရှိဈေးကွက်ထဲမှာဆိုရင်ဂျွန်နတန်ဒေးဗစ်တို့လို့ဒါအပြောင်းရွှေ့ဒါ free transfer နဲ့ခေါ်လို့ရတဲ့ကစားမရှိတဲ့နောက်တော့အခုလို့ဒါမမြင်နိုင်တဲ့ target တွေကိုလည်းဒါဘာထရာတို့နောက်တော့ဒီတခြား scouting အဖွဲ့တွေလည်းလုံနေဦးလိုက်နေဦးမယ်လို့အခုကတော့ထင်ပါဘာကြောင့်လဲဆိုတော့အာဆင်နယ်ကတေချာတဲ့တိုက်စစ်မှုတွေခေါ်ကိုခေါ်မဲ့အနေထားမျိုးပေါ့လေ နောက်တစ်ခုကကြတော့ဟိုတိုက်စစ်မှုတွေပဲခေါ်မလားဒါမှမဟုတ်ဘဲနဲ့ဘယ်နောက်ခံလူတယောက်ကိုပဲခေါ်မလားပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာကြတော့အာဆင်နယ်ရဲ့ဘယ်တော်မှကစားမကြီးတယ်မှာဆိုရင်ဒါမာတင်နယ်လီကအတင်းပြောင်းမယ်ဆိုပြီးတရင်ထွက်နေတော့ဒါဘိုင်မြူနစ်ကခေါ်ဖို့လုပ်နေတယ်နောက်ထပ်ခဏလုံးကဒါပုံဝင်ပြောပါတယ်အန်နာအန်နာစာလည်းခေါ်ဖို့အန်နာစာလည်းမာတင်နယ်လီကိုစိတ်ဝင်စားနေတယ်ဆိုတဲ့တရင်တွေထွက်နေတယ်နောက်တစ်ခုကကြတော့ ဒီ trosor trosor ကလည်းစာချုပ်တက်တန်းကဒါဒီနောက်တရာတိကျော်ဆိုရင်ကိုုံတော့မှာဟုတ်ကဲ့ကိုုံတော့မဲ့အနေထားဖြစ်တဲ့အတွက်ဘယ်တောင်မှန်ကိုလည်းအားဖြည့်ရမယ်အနေထားမျိုးဖြစ်နေတယ်ဘယ်တောင်မှန်တိုက်စစ်ကလည်းပြန်ကြည့်လိုက်တော့မိနစ်၃ကဒါတရာတိတဲ့နေမဟုတ်ဘူးပြီးခဲ့တဲ့နောက်ဆုံး၂ရာတိအတွင်းမှာအာဆင်နယ်ရဲ့ဘယ်တောင်မှန်တိုက်စစ်ကအားရလောက်တဲ့အနေထားမျိုးမရှိခဲ့ဘူးပေါ့နော်မာတင်နယ်တီခြေစွမ်းပြသွားတဲ့ဒါ2020 23ရာတိကတော့အာဆင်နယ်ရဲ့ဘယ်တောင်မှန်တိုက်စစ်မဆိုးဘူးဒါပေမဲ့နောက်ဆုံး၂ရာတိအတွင်းမှာအာဆင်နယ်ရဲ့ဘယ်တောင်မှန်တိုက်စစ်ကနေ၉ပေါင်ပတ်သက်မှု ဒါပြီးတော့နောက်ထပ်ဒီတိုက်စစ်ကိုပုံဖော်မှုပိုင်းဒီပိုင်းနေရာလည်းအရန်အားနေခဲ့တယ်ဆိုတော့အခုတို့နားလည်တာကြားနေရတဲ့သတင်းတွေဟာအထောင်တိုက်စစ်လို့ပြောထားပါမယ်အထောင်တိုက်စစ်ကိုလိုက်နေရဆိုတော့အချက်လက်တော့ပဲသိရပါမယ်ဒီကြိုင်ဘဲတောင်မန်ကိုလည်းအာဆင်နယ်ဟာခေါ်ဖို့လုပ်နေတယ်လို့အကူကတော့ယုံကြည်တယ်နီဟုတ်ကဲ့ပါဒါပြောရမယ်ဆိုလို့ရှိရင်တော့ဒီအာဆင်နယ်အသင်းရဲ့လက်ရှိ transfer တွေကတော့ဒါပြိသက်တွေပြောရင်လည်းပြောချင်ကြပါဘူးလीတကယ်ဘူးပဲဟိုအားမလို့အားမရဖြစ်မိတာပေါ့လीဒါ Liverpool တို့ Man City တို့ ਨੇ ရှင်းလိုက်မှာဆိုလို့ရှိရင်တော့အဲခုလက်ရှိဒီ Arsenal အသင်းရဲ့ဒီနွေရာသီအပြောင်းအရွှေ့အပေါ်မှာဒါအခုအနေနဲ့ဘယ်လို ဟိုဘယ်လိုပြောမလဲဟိုအားရကျဉ်းနှံမှုပဲရှိရလားဘယ်လိုမြင်လဲမသိဘူးဗျာအစနေရဲ့ဒီသူ့ရဲ့ policy ကိုကနည်းနည်းလေး delay ဖြစ်တာပေါ့နော်နည်းနည်းလေးနီးတဲ့ပုံစံမျိုးရှိမှထင်တယ်။ဘာကြောင့်မလဲဆိုတော့အခုတို့ဒါမမရကဒီနောက်ပိုင်းနေ့တွေမှာခေါ်တဲ့ကစားမကြီးကြည့်မယ်ဆိုရင်ဟိုအပြောင်းရွှေ့ဈေးကွက်ကတော့ပုံမှန်ဆိုရင်တော့ဒီဂျွန်ဂျွန်လောက်ဂျွန်လောက်ဆိုရင်စပွင့်ပြီပေါ့နော်။ဒါပေမဲ့ခေါ်တဲ့ဟာ July August ဒီယာဒီစကန်နေနဲ့ယာဒီမစခင်ဟိုဘယ်လိုပြောမလဲတလားလောက်အလိုမှကျမခေါ်တော့တွားပြောမှတွေ့ရတယ် မမရဒီ2020 21လောက်ကဖြစ်မယ်ဒါ21ပေါ့နိဘန်ဝိုက်တို့ရောက်တဲ့နှစ်ဆိုရင်ဘန်ဝိုက်ရောက်တာဆိုရင်လေဒါဇူလိုင်10ဇူလိုင်20လားမသိဘူးဇူလိုင်နောက်ဆုံးပတ်လောက်မှရတာအဲ့ဒီတရားဒီတဲမှာပဲဒါ Ramsey ရောက်တာဆိုရင်လေဇူလိုင်လထဲမှာပဲရောက်တာဒီ2023လုံးကဒါသူရဲ့ class engine တွေပြောင်းရွှေ့ခြင်းနဲ့ခေါ်လိုက်တဲ့ Declan Rice ဆိုရင်လေဇူလိုင်ဒုတိယဘက်ဒါဇူလိုင်14မှာရောက်တယ်နောက်ထပ်ဒီ Gabriel Jesus ဆိုရင်လေဇူလိုင်လလောက်မှရောက်တယ်ဟိုပြီးခဲ့တဲ့ဒါ Euro 2000 ဒီ24ကာလကလေးနဲ့သူတို့ခေါ်ဖို့ဆိုပြီးတော့အားလုံးလည်းအခုလိုမျိုးပါလေစူပီမန်ဒီလိုမျိုးပဲတတိယနေ့အားလုံးတုံးကကြိုထွက်သားပြီးပြီးကစားလုံးကလည်းပြောင်းမယ်ငယ်ဘွားတုံးကအာဆင်နယ်ဂျာစီပုံလေးနဲ့လည်းထွက်ထားတဲ့ကာလာဖီယိုရီတောင်မှအမှန်တမ်းပြန်ကြည့်လိုက်တော့ဩဂတ်စ်14လ73လာဟုတ်တယ်တော်တော်လေးတော့နောက်ကျအဲတော်တော်ကြီးနောက်ကျပြီးမှခေါ်နိုင်ခဲ့လာအဲ့တော့အာဆင်နယ်ကိုယ်တိုင်ကဒီ transfer လုပ်တဲ့ချိန်မှာဒီဇူလိုင်ဒုတိယပတ်နဲ့ဒီဩဂတ်စ် first week လောက်ကိုသွားပြီးတော့မှ target ထားပြီးလောက်တာများတဲ့ပုံစံလေးကိုအခုဒါနောက်ပိုင်းနေ့တွေမှာတွေ့ရတယ်အခုဒီအာဂါစ်ဒါရိုက်တာတဲ့ဘာထရာလည်း ဒီပုံစံတိုင်းပဲဆက်ပြီးတော့မှသွားမလားတော့မသိဘူး July 1st week ထဲမှာတော့အခုထင်ကတော့ဒီခေါ်ဖို့သဘောတူညီမှုရထားတဲ့ကစားသမားတွေဒီအပိသားစာချုပ်ချုပ်မယ်စစ်စစ်မယ်နောက်တော့ဂျာစီကင်နာလေးတွေကတော့အခုမြင်ရမယ်ထင်တယ်အာဆင်နယ်ရဲ့ဒီလာမယ့်နွေရာသီဒီဒီရာသီကြိုခြေဆောင်ပွဲပေါ့နော်ရာသီကြိုခြေဆောင်ပွဲကကြတော့ July 19မှာစမယ်ဟောင်ကောင်တို့ဟောင်ကောင်သွားမယ်နောက်တော့စင်ကာပူလားမသိဘူးအဲဒီအရှိတောင်အရှာတနိုင်ငံပါမယ်နောက်တော့ဟောင်ကောင်းသွားမယ်အဲ့ဒါဇူလိုင်19မှာစမယ်ဆိုတော့ဒီဇူလိုင်19မတိုင်ခင်အာဆင်နယ်ကတော့ဒီကစားမသစ်တွေ ခေါ်ဖို့ကတော့ဆက်ပြီးမှကြိုးစားမယ်လို့ထင်တယ်။အာဆင်နယ်ကိုယ်တိုင်ကလည်းဒီအစောပိုင်းနေမှာဒါဘယ်လိုပြောနောက်ဆုံးစတာလင်ဆိုရင်ဩဂတ်လထဲမှာလာပြီးခေါ်သွားတာ။ဒီအပိဒါဘာလို့လဲနောက်ဆုံးဇေဝပိတ်ခံဒီမှာခေါ်သွားဆိုတော့အာဆင်နယ်ရဲ့အစင်လာလေးကလည်းဒီဇူလိုင်ဒုတိယပတ်ဒါမှမဟုတ်ဩဂတ် first week လောက်မှာပဲကစားသမားတွေအပိဒါစာချုပ်ချုပ်တဲ့ပုံစံမျိုးတွေမြင်ရရဆိုတော့ဒီချက်ကြောင့်ပဲအာဆင်နယ်နည်းနည်းလေးများနှောက်နေနေတာလား။ဒါမှမဟုတ် အဲသူတို့ကိုယ်တိုင်ကိုဒါကြည့်လိုက်မယ်ဆိုရင်မက်စီးဒီးတို့လီဗာပူးတို့ကတော့ကစားသမားတွေခေါ်နေပြီဒါပေမဲ့အာဆင်နယ်ရဲ့ pre-season ကကျတော့ဇူလိုင်16မှာစမယ်အတွက်ဒီဇူလိုင်16မတိုင်ခင်ဇူလိုင် first week ဇူလိုင် second week လောက်မှာသူတို့လိုချင်တဲ့ကစားသမားတွေကိုခေါ်ဖို့အတွက်ပို့ပြီးတော့အရှိန်မြင့်လာမယ်လို့အကူကတော့ယုံကြည်တယ်အဲ့အတွက်ဟိုဆက်ပြီးတော့မှတော့ဒါကြည့်ရမှာပေါ့နော်အာဆင်နယ်ရဲ့အနေထားလေးကတိတ်ပြောအားမလို့အားမရဖြစ်စရာရှိနေပြီမဲ့ရောဇယ်ထွက်နေတဲ့သတင်းတွေကတော့ဒါနီးပြွာကြကြသူတို့ ဟိုစနစ်တကျလေးချင်းကပ်နေတယ်ဆိုတော့အခုတွေ့ရပါတယ်ဟုတ်ကဲ့ပါတကယ်တော့အာဆင်နယ်ကခန်းစစ်ပိုင်းရောဒီကွန်းလေပိုင်းရောဒါပြည့်ပြည့်စုံနဲ့အသင်းလို့လည်းပြောလို့ရတယ်နောက်ပြီးတော့ဒီစာကာနဲ့ OTK ရှိတဲ့ဒီညာချမ်းကပဲဟိုဘယ်လိုပြောမလဲဒီ creative ပိုင်းကောင်းကောင်းအလုပ်လုပ်နေတာပေါ့လေဒီဘယ်ချမ်းမကမလုံနိုင်ဘူးမလုံနိုင်ဘူးဆိုတော့တကယ်တော့ဒီ Martinelli နေရာဒါအာဆင်နယ်အဓိကအဖြစ်ရမယ်နေရာလဲဖြစ်နေရပေါ့လေကျွန်တော်ကတော့အဲ့လိုပဲယူဆရပေါ့ဘာကြောင့်လဲဆိုတော့ဒီတိုက်စစ်နေရာမှာကာယာဖက်ကဒါကောင်းကောင်းကြီးဒါကစားနိုင်တယ်အလုပ်လုပ်နိုင်တယ်ဆိုတော့ဒီနောက်ဆုံးအနေနဲ့ဒါကိုရဲရင်နေတဲ့ဒီအာဆင်နယ်ရဲ့ နဲ့ဒီအပြောင်းရွှေ့နေပတ်သက်ပြီးဘာများဖြစ်ဆက်ပြောနေနေလဲဗျအဲဒီအော်ဝင်နောက်ဆုံးဒီပြောသွားနေရမှာပေါ့နော်မာတင်နလီဒါဘောတော့ဒါဘိုင်မြူးနစ်ပြောင်းသွားမယ်ဆိုရင်သူရဲ့ကစားသမားဘောကလည်းမဆိုးဘူးပေါ့ဟုတ်ကဲ့အစင်နယ်ကိုရိုင်းကလည်းပြန်ကြည့်မယ်ဆိုရင်ဒါအနည်းဆုံးပေါင်တန်း30တန်း90ဝင်းကျင်လောက်ကတော့ဒါမာတင်နလီကိုဒါရနိုင်တဲ့အတွက်ဟို win win situation ဖြစ်တယ်လို့အခုတော့ထင်တယ်။ဟုတ်ကဲ့။အဲ့ရနေတစ်ဆင့်အာဆင်နယ်ကဒါလာမယ့်ရာသီမှာတိတ်ပြဘယ်လိုပြောမလဲတံပိုးတစ်ဆင့်တင်ကျင်နေဆိုရင်ဒီတဲ့ပို့ပြောမှာ creative ကောင်းတဲ့ တောင်ပံကစားမတွေရောလိုတယ်အခုအာဆင်နယ်သွားနေတဲ့ပုံစံတွေရကြတော့ဒီ set piece ကိုပို့ပြီးမှအာပြုတဲ့ပုံစံမျိုးတွေလုပ်ရတယ်ဟုတ်ယော့ဂရက်စ်နဲ့ဆက်စကိုဆိုရင်ဒါဒီနှစ်ယောက်ပွားကြည့်လိုက်မယ်ဆိုရင်ယော့ဂရက်စ်ဆိုင်ရင်ဒါရှက်ဆက်စကိုပို့ပြီးမှအာဆင်နယ်နီးပြအာထီတာပို့ပြီးမှကြိုက်တယ်ကြိုက်တယ်ဆိုတော့လည်းအရက်မောင်းကြည့်လိုက်တော့ဒါ6ပေလေး6ပေ5လောက်ထိရှိတယ်အရက်မောင်းကောင်းတယ်ကစ်ပါဘွားကောင်းတယ်ဒီလိုကစားမမျိုးတွေပို့ပြီးမှကြိုက်တယ်ဆိုအာဆင်နယ်သွားတဲ့ပုံစံကတေကန်ဘောတွေကိုဆက်ပြီးမှ အားပြုမဲ့ပုံစံမျိုးတွေကိုစပီးမြင်နေရတယ်။ Arsenal က defending ကိုကောင်းကောင်းသွားမယ်။ Tegan Bodian တိစင်သွားမယ်။ဒါ Nogat လို့ဒီ De Bodian နေတိစင်ဟုတ်ကဲ့ဟိုကိုးရအောင်အထောက်ပံ့လုပ်နိုင်တဲ့ကစားသမားတွေကိုဒါပြစ်မှတ်ထားခွင့်ရဲဆိုတော့ Arsenal လာမယ့်ယာတီကိုအခုပုံပေါ်ကြည့်လိုက်မယ်ဆိုရင်မိနစ်တုန်းကယာတီကိုပဲ upgrade တိစင်ပြန်မြင်လိုက်တဲ့ပုံစံမျိုးပဲစစ်မြင်ရမလို့ထင်တယ်။စူပလာရရမရဆိုတော့ကစားသမားခေါ်လိုက်တဲ့ကစားသမားတွေအည်သွေးပေါ့လေ။နောက်တဲ့သူတို့ကိုယ်တိုင်ကဒါစူပလာလက် ဒီပုံမူတည်သွားမယ်ထင်ပါတယ်။ဟုတ်ကဲ့ပါအခုလိုမျိုးအာဆင်နယ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဒါကိုရရင်ပြောသွားလဲဒါတော်လေးလေးပြည့်စုံပါတယ်။ဒါစောကောင်းကိုကြည့်နေကြည့်ရှုနေတဲ့ပြည့်သက်တွေလည်းကြည့်နေအားရမယ်လို့ထင်ပါတယ်ခင်ဗျာ။နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။